ဟာအေးဘာလဲဘာလို့တော့ငကားပိတ်လဲဘာလို့ငကားပိတ်တာတော့မင်းတန်ချရမယ်ရာမင်းတန်ခွရမယ်အာဟာဟောပတ်ဆက်အကြီးနဲ့ဘာလို့တော့အဲ့ဒါဟင်ဒါဟောဟောဘာဘာဘာလို့လဲနာမည်ဘယ်လိုခေါ်လဲလာပါအောင်ခွေသားစုတွေအကုန်လုံးတနတ်တို့ပါအောင်ဟမ်အဲ့ဒါဒီနေ့ကျလူစုံနေပေါ့နော်ဒီနေ့ကလူစုံလူစုံနေအလုံနာလို့နော်အလုံနာသွား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 အဲ hợp lý à, nghe đâu nè mày đưa nghe giống mày đưa lễ đàn nè nghe đâu nè mày đưa lễ đàn nè đàn nè mày đưa lễ lâu lâu lại dùng dùng lại hả ta tao mà chết đi lùi đàn mì nè chả dùng dùng lại lâu lâu lại mì nhát à mì nhát từ à nè mày nhớ mì nhát từ ô mì nhát từ ờ đàn nè mày à 中国歌。中国歌。 ်ဩဒီသားနာမည်ရာချစ်ချစ်ချစ်ဩဒီညီလေးနာမည်သူညနိုချစ်ကျွတ်ညီလေးနာမည်ရာဒါအောင်မြတ်အဲဒါအောင်မြတ်အောင်မြတ်ဆိုတာကကျွန်တော်ဒီသား1 2 3 4 5ရောက်မွေးတာပေါ့နော်သား5ရောက်မွေးတဲ့အချိန်မှာဒါဒုတိယမြောက်အကြီးဆုံးသားပေါ့နော်ဒီဒုတိယမြောက်အကြီးဆုံးပဲကျွန်တော်တို့ကအမြင်အာရုံအကုန်လုံးကောင်းတယ်ပေါ့နော်အဲဒီလိုပေါ့သားနာမည်ကြဘယ်လိုခေါ်လဲသားအောင်မြတ်အောင်မြတ်အောင်မြတ်ကျတော့ကျောင်းမနေတန်းနေပြီလေဟုတ်ကဲ့၃နာရီ မတူတော့ចောင်းဆက်ထားဖို့အရေးရှိတယ်။ចောင်းကတော့ဒီအလုပ်ပြီးလို့ပြန်ထားမှာ။ဟုတ်လို့ပြန်ပြန်ထား။အခုဆိုရင်မတို့စီစဉ်ကကြာတော့ဒီအလုပ်ပြရနဲ့ဖတ်အမှာပဲနေတော့ပါเนาะ။ဖတ်မှာပဲတခြားစီပွားရေးတစ်ခုလုပ်မယ်။အဲမဖြစ်သူကအုံရောက်မယ်။ယောက်ျားဖြစ်သူကတခြားအဆင်ပြေလုပ်တစ်ခုလုပ်เนาะ။အဲဟုတ်ပြီဒါသားကြီးရယ်။သားကြီးရယ်ပြီးတော့သူကသူကကြည့်တော့ ဒီတယ်နော်သူဖြစ်ပါပေါ့သူပြီးတော့သူနှစ်သူသူပြီးတော့သူဒီလေးရပါနော်အဲဒီလေးရကိုပေါ့နော်လူပေးတဲ့လူရှင်ကကြတော့ဟောပေါ့ကိုအောင်ဖုံးပိုင်ကိုအောင်ဖုံးပိုင်မအီထွန်နဲ့ဒါဇေတုတပိုင်ပြီးတော့ဇေတုခပိုင်မော်လမြိုင်ရပဲဟုတ်လားမော်လမြိုင်ကနေပြီးတော့တဲ့ဒီသားလေးရောက်အတွက်ចောင်းစရိတ်ပေါ့နော်အဲကိုအောင်ဖုံးပိုင်မအီထွန်ဒါမောင်ဇေတု တုတပိုင်နဲ့မောင်စီဒုက္ခပိုင်မော်လမြန်မျိုးကနေပြီးတော့အူးကိုတသိန်းနဲ့၅တောင်းနော်တသိန်းနဲ့၅တောင်းအဲ့ဒါသားကြီးသားကြီးတို့ကတသိန်း၅တောင်းဟုတ်ကဲ့ဒီပါโอเคဒါကအဲ့တော့တသိန်း၅တောင်းဆုံးပြီအဲဒါသားတို့အကြောင်းစီတွေတသိန်း၅တောင်းဒါသားတို့အကြောင်းစီတသိန်း၅တောင်းနော်ဟေးကြည့်လိုက်တာအဲအပြောတော့လားကျေးဇူးတင်ပါတယ်ပြောတော့လားကျေးဇူးတင်ပါတယ်ခင်ဗျာအော်မေ့ပါလား နေပါတသိန်း5000ဆိုအများကြီးလေးတိုက်အေးဟုတ်တယ်နော်အဲဒါကတော့အဒီအလူရှင်ပေါ့နော်နောက်ပြကြတော့ဒီသားအာဒါကတော့ခொနီယသားသမီးတွေလူထမ်းပေးထားတာပေါ့နော်ဒီသားចောင်းစိတ်ចောင်းနေဖို့အတွက်နော်ဒါကတော့တသိန်း9000နဲ့8500နော်ဒါကတသိန်း9000နဲ့8500တို့လည်းចောင်းထားတယ်အဲဒါကသားတယောက်၂ယောက်၃ယောက်၄ယောက် ငါးယောက်ကျွန်တော်ပြပါရနော်။ဒါတန်းငါးယောက်စလုံးကိုကျွန်တော်ကကျောင်းသေးတီအဲထောက်ပံ့ပေးပါရနော်။ဟွန်း။နောက်ကြတော့ဟိုပေါ့အမေအမေကိုလည်း surprise လက်ဆောင်လေးရှိတယ်။ဟင်အဲ့ဒါလေးအချက်လက်ကြည့်လိုက်နော်။ကျွန်တော်ဆိုင်ရဲထဲမှာထည့်ထားတယ်။ဟမ်။လာ။ဟွန်းဆက်ကြည့်စမ်း။နော်။ဒါကမိအတွက် surprise လို့ပေါ့နော်။ဒီထဲမှာ အဲအိမ်လေးအိမ်မဲလေးတစ်လုံးရှိတယ်အဲအိမ်မဲလေးတစ်လုံးကလာလာအဲအိမ်မဲလေးကအမအတွက်ဘာပစ္စည်းလဲဆိုတာဆက်ကြည့်လိုက်နော်အိမ်မဲလေးလည်းနော်ဟုတ်ဒီလိုနော်ဟွန်းဖွင့်ကြည့်လိုက်ပါဦးလက်သေးတော့တော့နေလက်သေးတော့နေလား လက်တွေကားလေဆန်းဆန်းနေဘလောက်လိုချင်ပါအောင်အများကြီးပဲအများကြီးပဲနော်ဆန်းနေအများကြီးကဘလောက်လဲဆိုတော့22သိန်း22သိန်းနော်အဲ့ဒီ22သိန်းကဒီကလေး၄ယောက်ပေါ့နော်အများချစ်တဲ့ကလေး၄ယောက်မျက်လုံးတွေကိုချက်ဆန်းတက်ကြည့်ပါလားဟိုပေါ့နော်ရသည်ဖြစ်သည်မရသည်ဖြစ်သည်ကုလကံပေါ့မျက်လုံးတွေအကုန်လုံးဆန်းတက်ကြည့်မယ်ဒီပိုတဲ့ပတ်စံကိုဘယ်ပြောမလဲ မတို့လိုအပ်တဲ့နေမှာအသုံးပြုလိုက်ဘာမှမဖြစ်ဘူးတကယ်လို့လိုအပ်သေးတယ်ဆိုရင်ကျွန်တော်ထပ်ပြီးကူညီပေးမယ်ဟုတ်ကဲ့အဓိကကတော့ဒီကလေး၄ယောက်စလုံးကိုကျွန်တော်တို့ကမျက်စိစေကန်းကြီးမှာရန်ကုန်သွားအောင်ပါဟုတ်အဲ့ကကြရင်ရန်ကုန်သွားတဲ့ခါကျတို့ကိုစမ်းသက်ခံကြည့်ပေါ့မခွဲစိတ်လို့ကုသရင်အောင်မြင်နိုင်သလားမခွဲစိတ်ကုသနိုင်နေဆိုရင်လေအဲ့ဒါဘယ်လောက်ရှိနေလဲပေါ့ဟုတ်ကဲ့ဟုတ်တယ်မလားဟုတ်ဘယ်လောက်ကုန်ရသေးရှိမှာဆိုတော့ကျွန်တော်တို့မင်းသားပရိုက်တာသာတရင်ကိုပြန်ပြီးတော့အကြောင်းကြားကျွန်တော်တို့တက်တအားသေးပြီးကုညီပေးမယ်ဒါကဒီ22တင်ညာကလေးလေးတွေ စေကူတာဖို့နဲ့လိုအပ်တဲ့နေရာမှာအသုံးပြုဖို့ပေါ့နော်အဲ့ဒါလေးနော်ဒါ23ပြီးတော့အဖေဘက်ကလည်းစပိုက်ရှိတယ်အဖေဘက်အဖေအတွက်လည်းစပိုက်ရှိအဖေကတော့အဲ့မှာကြည့်လိုက်အဲ့ဒီအဲ့ဒီဟာလေးအဲ့ဒီဟာလေးအဲ့ပါလေးလေဆိုင်ကေဆိုင်ကေသိန်း90တန်းနဲ့သိန်း90ဟုတ်နော်ဒီသိန်း90တန်းနဲ့ဆိုင်ကေနဲ့ဒီ ကြားရင်းနဲ့ဆိုရင်ရင်းနှီးစားပြရပြီဒါဆိုရင်ဥပဖန်ရောက်တဲ့ခါကျဒီဆိုင်ငံနဲ့တက်စီမောင်းစားဟုတ်ဟိုအမကဟိုရောက်တဲ့ခါကျရင်ဗာလဲအုံကြီးတွေပါလေပြန်ရောက်နေကြအောင်နော်အဲ့ခါကျရင်အကိုတို့ဘဝအမတို့ဘဝဒီကလေးလေးတွေကဘဝဟာအချိန်အားလောက်မခက်ခဲမကြမ်းတော့ဒါကလူရရပဲနော်ဒိတ်80တန်နဲ့ဒါလည်းအမတို့ပိုင်မယ်ဆိုင်ငံတော့ကနှစ်ချောင်းဟိုမှာချောင်းပါမနော်အမတို့ချောင်းဒီမှာချောင်းနှစ်ချောင်း နော်အုံနာဘုတ်ဝီတက်နော်မော်လမြိုင်လိုင်စင်နဲ့ဟုတ်ကဲ့နော်ဟုတ်ကဲ့ဟုတ်ပြီနော်ဒီနေ့မှာအဲဒီကကြတော့ဟိုအိမ်မောပြင်ကြွားလိုက်မယ်နော်ဟုတ်ကဲ့အဲဒါစူတောင်းစကားနည်းပြောပြပါဦးစူးတင်စကားကျွန်တော်တို့အခုလို့မာရဲအချင်းရဲပြီးတော့ကုနီတောင်းပွဲပြရအရင်ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကျေးဇူးပါအဲဒီက လူတရားမြောက်အကြီးဆုံးကြီးလေးရောစူတောင်းစကားပြောပြပါအာဟုတ်သားလူပေးထားတဲ့အကုန်လုံးအားလုံးကျေးဇူးတင်ပါတယ်ချမ်းသာပါစေချမ်းသာပါစေလို့ဆိုတာဟုတ်ကဲ့ပါကဲကဲကြီးဆုံးခေါင်းဆောင်ကြီးစူတောင်းစကားလေးနဲ့ပြောပြပါအော်ဝမ်းသာလားအာဟုတ်ဝမ်းသာပါအဲ300လောက်300လောက်ကျော်အောင်မယ်တကယ်တမ်းတော့နော်အဲတခြားတွက်ကြည့်မယ်ဆိုတော့300နည်းနည်းစွန်းတယ်ဒါပေမဲ့စီးရင်ထဲမှာ96သိန်းကျော်ပဲလူထားပြရဒါပေမဲ့ပြောပြမယ်ဆိုတော့ ဒီလိုမျိုးဘဝပြောင်းအောင်လှူဒန်းပေးထားတဲ့လူရှင်တွေကိုညီလေးအနေနဲ့ဗာပြောရစီလေဗာဗာပြောချင်နေတယ်။ဟောဟိုအခုခင်းရှင်နေနေဆိုရင်တော့တော်တော်လေးကိုခင်းဆိုနေဒါပေမဲ့ကျွန်တော်ကအခုချိန်မှာကောင်းကောင်းနေရတယ်အဲ့လိုကောင်းကောင်းနေရတဲ့အဲကောင်းကောင်းနေရတဲ့ချိန်ကဟိုအဲ့ဒါအလူရှင်တွေလာပြီးတော့လူဝေးလို့ကောင်းကောင်းလေးနေရတာပဲ။ဟုတ်တယ်။ကျွန်တော်ကိုကနဲ့ကိုပြီးတော့ကိုကနဲ့ကိုရက်ဒီမယ်ဆိုလို့ရှိရင်တော့ကောင်းကောင်းလေးရက်မတည်နိုင်ဘူး။အဲ့တော့လာလူပေးတဲ့အလူရှင်တွေအားလုံး ဘုရားသခင်ထာမလာတော့ကောင်းကြီးများခံစားပါစေလို့ဆုတောင်းလိုပါတယ်။ဟုတ်ကဲ့ပါနော်။ဒီလိုပြောရမှတ်ပါတယ်။ဘုလိုအနေထားနဲ့ဆိုရင်လူတွေစားဖို့တော့အနေနဲ့ရုံးတန်နေရတာ။ဥမာဒီသိန်းတရာဝင်းကျင်ဆိုတဲ့ပတ်စံကအဲအမဆိုရင်ခမန်းကြီးတို့နည်းနည်းလောက်ရှာရမလဲ။နည်းပေါင်းတော့တော်တော်များ။နည်းတော့တော်တော်များ။တကယ်လို့အခုထားပါတော့ဆယ်နှစ်ဆယ်နှစ်တောင်ခဲ့ကြပါ။ရကြမှာရမယ်နော်။ဒါပေမဲ့ဒါကတော့ဒီကလေးလေးရဲ့လိမ်မာမှုတည်တက်မှုကုသကံပြီးတော့ ဒီအလူရှင်ရဲ့ဂိယုနာတက်မှုတွေကြောင့်ဒါတွေရရတာပေါ့နော်အဲအဲ့တော့ကျွန်တော်ပြောသလိုပဲအမကအရင်ဆုံးရန်ကုန်စေရန်ကိုသွားမယ်နော်ဟိုအားတစ်ခါကျရန်ကုန်စေရန်မှာသွားပြီးတော့ကလေးတွေကိုမျက်စိစမ်းတက်မယ်စမ်းတက်တဲ့ခါကျရင်ပြန်လဲကုသခွဲစိတ်ပြီးတော့ကုသရင်ကုသလို့ရနိုင်တယ်ဆိုရင်လည်းဈေးစကားလေးတွေစုံစမ်းလာပေးအဲတနေ့ကျွန်တော်ကူညီပေးမယ်အဲတကယ်လို့ကုသလို့မရဘူးဆိုလည်းအဲ့ဒီလူငွေတွေကိုအမတို့ လိုအပ်တဲ့နေရာမှာအသုံးပြုလို့ရနော်အကောလုံးကဘာမှချုပ်ထိတဲ့တာမရှိဘူးအမတို့အစီအပြုလုပ်လို့ရအမတို့ပုံစံကြည့်ရတာလေဟိုပစ်စလက်ထဲလုံးမဲ့အထင်းမှာပါနော်စနေလိုချာနဲ့အခုဆိုလို့ရှင်တော်တော်လေးလက်ဝမ်းပါပါတယ်ဘုရားအခုမေလဆိုလို့ရှင်သူကကြောင်းပြောင်းသွားမှာညီမတို့ကကြောင်းစရိတ်လည်းမရှိဘူးအခုသူကပြောင်းသွားလို့ရှင်နေဖို့တောင်မှပဲနေရရှာရအောင်ဒီမှာလောက်တာလဲဘုရားပြန်ဖို့ ရတယ်တော့ပါလားနှစ်ယောက်တည်းနဲ့နှစ်ယောက်လောက်အကန့်ဘုမစင်ပြေဟုတ်လားကြောင့်မကြောင်းစရိတ်တွေနဲ့အခုလိုမျိုးလူပေးတဲ့အတွက်တော်ကြီးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ဟုတ်ငါအဆင်ပြေပါတယ်နော်အဲ့တော့သွားမယ်နော်တတာတတာอืมအကြည့်မှတ်သွားနော်ဒါကိုလူပေးတဲ့ပရာဟိတမင်းသားပရာဟိတဇာတပင်ကြေးရွာကနော်မင်းသားပရာဟိတဇာတပင်ကြေးရွာကအဟုတ်ပြီဟုတ်ပြီသွားမယ်နော်ဟုတ်ကဲ့ပါ ဒါဆိုင်ငယ်ကြီးတော့ဘယ်လိုသိရတော့အဲ့တော့ဟမ်ဆိုင်ငယ်ကြီးပဲလားဒီပဲဒီပဲအဲ့ဆိုင်ကဘာလဲဒီပဲဟမ်ရောက်ရှင်းတက်ရှင်းတက်ရောက်ဘုရား